အားလုံးပဲမင်္ဂလာပါရှင်အခုကျမတို့ဆွေညွတ်တင်မြတ်သွားမှာကပြင်သစ်တို့ရဲ့နေချက်ချင်းအကြောင်းလေးပဲဖြစ်ပါရဲ့ရှင်ကျမတို့အဖွဲ့မှာပါဝင်တဲ့အဖွဲ့ဝင်တာကတော့ TST G7 006 015 021 0300တို့035 039တို့051တို့ပဲဖြစ်ပါရဲ့ရှင်ဒါဆို ကျမတို့ရဲ့ presentation တွေလေးကိုစရအောင်ရှင် ပြည်သူတို့နှချက်ချင်းဆိုဒီမှာပြည်သူနိုင်ငံရဲ့ never တိုးချက်ချင်းကိုဖော်ပြရတဲ့အစကားဖြစ်ပါတယ်။၎င်းဒီပြည်သူနိုင်ငံရဲ့ never အချက်တိုးပွားခဲ့သောတမိုင်းဆက်လက်တပိုင်းကိုညှိနှောင်းနိုင်ပါတယ်။ပြည်သူတို့နှချက်ချင်းဟုဆိုသောအခါအထူးသဖြင့်ဆက်ခွန်ရာစုနှင့်ဆက်ရှိရာစု ကာလများတွင်ပြည်သူတီကဘာပေါ်တွင် never တိုးချက်ခဲ့ပါတယ်။ပြည်သူတို့ရဲ့တိုက်ပွဲများနှင့်ရွေးချယ်မှုများသည် never တိုးချက်ခြင်းအတွက်အရေးကြီးတဲ့အချက်များဖြစ်ခဲ့ပါတယ်။ ပြည်သစ်များရဲ့နှချက်မှုသည်အတိကအပြည့်အာဖရိကအာရှအမေရိကတိုက်အကြောင်းအရာများတွင်ပါဝင်ဖြစ်ပေါ်ခဲ့ပြီး၎င်းတို့သည်ကုန်သွယ်ရေးစစ်တင်နှင့်အဆက်တံများကိုအားဖြည့်ခဲ့ပါတယ်။ထို့ကြောင့်ပြည်သစ်တို့နှချက်ချင်းဆိုတာဟာတိုင်းရင်းတည်နေရာတိုးချင်းသမိုင်းစစ်စစ်ကအများပြသောနယ်ပယ်များကိုထိတွေ့ခဲ့သည်ကိုဖော်ပြနိုင်ပါသည် ပြည်သည်တို့သည်16ရာစုနောက်ပိုင်းနှင့်19ရာစုအစောပိုင်းတွင်နေချက်မှုများကို အများကြီးဆောင်ရွက်ခဲ့ပါတယ်။အဓိကအားဖြင့်ပြည်သည်တို့ရဲ့နေချက်ခြင်းမှာအောက်ပါအကြောင်းအရာများကြောင့်ဖြစ်ပါတယ်။ကိုယ်သွယ်ရေးနဲ့စီပွားရေးပြည်သည်တို့အတွက်ကိုယ်သွယ်ရေးစကွက်များကိုတိုးချဲ့ခြင်းဟာအရေးကြီးခဲ့ပါတယ်။နံပါတ်၁များမှာပြည်သည်ကိုပစ္စည်းများကို ရောက်ချရန်အခြားပြည်တွေကိုပစ္စည်းများကိုဝယ်ယူရန်အချိန်များကိုဖွင့်လှစ်ပေးခဲ့ပါတယ်။အိုင်စီပွဲများ အားရစ်ပွဲများနှင့်အခြားနိုင်ငံများတိုက်ပွဲများကြောင့်ပြည်သေးတို့သည်အာရှအာဖရိကအမေရိကတိုက်စသည့်နယ်ပယ်များကိုတိုးချဲ့ရန်လိုအပ်လာခဲ့ပါသည်။၎င်းမှာဗီတိရှဟိုလန်နှင့် စပိန်တို့ရဲ့တိုင်းရင်းသားစိတ်ပြင်းပြမှုများကြောင့်ရှီပြိုင်မှုတွင်စစ်ပွဲမှာအောင်မြင်ခြင်းကနယ်ခြားဖို့အခွင့်အရေးကိုပေးခဲ့ပါသည်။စော့ဦးတီထွင်မှုအသစ်တော်မြင်များကိုရှာဖွေခြင်းတိုင်းရင်းသားများနှင့် ဆက်ဆက်ချင်းအခြားရိုးရာကဲချီများအတွင်စိုက်ပျိုးရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကိုတိုးတက်စေခဲ့ပါရဲ့၎င်းသည်ပြည်သူတို့အတွက်စီးပွားရေးအကျိုးမြတ်ကိုရရှိစေခဲ့ပါတယ်နိုင်ငံရေးအရာအာသာချက်ရရှိခြင်းပြည်သူတို့သည်နှချက်မှုများကိုကျက်ပြတ်စွာတိုးချက်ခြင်းဖြင့်အာဏာပိုင်ကို ပုံမမြင့်တင်ခြင်းပြည်သူနိုင်ငံရဲ့အာဏာကိုအပြည်ပြည်ဆိုင်ရာအစစ်တွေအားကျသောတေကိတဖြစ်စေခဲ့ပါတယ် တက်တော်ပြုလို့ရှင်နဲ့ကုမ္ပဏီများပြည်သူတို့ဤနေချက်မှုများသည်တက်တော်များပြားပြုလို့ချင်းများစီးပွားရေးလုပ်ငန်းများကုမ္ပဏီများရဲ့ဖွဲ့စည်းတိချောက်ခြင်းများနှင့်ဆက်နွယ်ပြီးချုပ်ကိုက်ထားသည့်ကုမ္ပဏီများမှထုတ်လုပ်ထုတ်ကုန်များကိုထုတ်လုပ်စေခဲ့ပါသည်ပြည်သူတို့ရဲ့နေချက်ချင်းသည်ဘဟုအခြေအနေများတွင် စီးပွားရေးအနာယူဆနိုင်ငံရင်းနှင့်စစ်ပွဲများအကြောင်း အ धिक အားဖြင့်ဖြစ်ပေါ်ခဲ့ပါတယ်။ပြည်သူတို့ဤနှချက်မှုသည်အစွမ်းထက်သောအကျိုးကျေးဇူးများကိုရရှိစေခဲ့ပါတယ်။ထို့အကျိုးကျေးဇူးများမှာအောက်ပါတိုင်းဖြစ်ပါတယ်။စီးပွားရေးအခြေအနေများကောင်းမွန်ခြင်း၊ကိုယ်တည်ရေးစီကွက်များထက်မှန်တူချက်ခြင်းပြည်သူတို့သည်ကမ္ဘာပေါ်ရှိကုန်သွယ်ရေးစည်းကွက်အသစ်များကိုရရှိခဲ့ပါတယ်။ဥပမာအားဖြင့်အာဖရိက၊အမေရိကတိုင်းနှင့်အာရှနိုင်ငံများမှပြည်သူ့ကိုပစ္စည်းများအတွက်စည်းကွက်များအသစ်ကိုဖွင့်လှစ်စေခဲ့ပါတယ်။တစ်တော်နှင့်သဘောရင်းမြစ်များ ။လက်ချက်ချီသည့်ပြည်သူတို့အတွက်တစ်တော်များအရင်းမြစ်များရောက်ချနိုင်သောကိုပစ္စည်းများကိုရရှိစေခဲ့ပါသည်။ဥပမာအဖြစ်စီးရွှေရေခဲသွင်းထက်သို့စီဖြည့်ပြီးဆက်ဆက်လုပ်ငန်းများကိုအကျိုးရှိစွာစတင်နိုင်ခဲ့ပါသည်။နိုင်ငံရေးအာဏာအရအသာချက်ရှိခြင်းနိုင်ငံတကာဤအာဏာပိုင်လျာတိုင်းလက်ချက်မှုကပြည်သူတို့ကိုတိုက်ပီများအပေါ်မှာအာဏာပိုင်နဲ့သက်ဆိုင်စီပြီးအနေနဲ့အရရတွေအအိတ်တုံးသက်စီပါတယ် ၎င်းတီးပြည်သိဤစီးပွားရေးနိုင်ငံရေးတာယာမှုများကိုမြင့်တင်စေခဲ့ပါတယ်။နိုင်ငံတကာသဘောတူညီချက်များပြည်သိတို့ဤနေချမ်းမှုတီးနိုင်ငံတကာတွင်သဘောတူညီချက်များတည်တော်တော်စည်ရီများအတွက်အခွင့်အလမ်းများကိုပေးခဲ့ပါတယ်။ဥဆောင်မှုနှင့်စော့ဦးတီထွင်မှုစော့ဦးတီထွင်မှုနယ်ပယ်များကိုတိုးတက်ခြင်းပြည်ထောင်တို့သည်နေချက်ချီအဖြစ်တည်တော်ဆိုင်ပြူရေးဆက်မှုလုပ်ငန်းကိုယ်သွေးရေးနှင့်မိပညာရှာဖွေမှုများတွင်အောင်မြင်ခဲ့ပါသည် လိလတယူမှုနှင့်လူမှုအဖွဲ့အစည်းဤအစ်စ်တမ်းမြင့်မြင့်တင်မှု ပြည်သည်တို့ဤနေချမ်းမှုသည်ပြည်တွင်းလူမှုရေးလမ်းညော့ပေါင်းစည်းမှုများလိလတင်ယူမှုများနှင့်ဤပညာတိုးတက်လာခြင်းတို့အတွက်အကျိုးရှိစေခဲ့ပါသည်။တဘွားအဖြစ်တည်တခံမြတ်မှုနေချာခွင့်လန်များပြည်သည်တို့ဤနေချမ်းမှုသည်အတိတ်တော်စိုက်ပျိုးရေးကွင်းများ အရင်းမြစ်များကိုရယူစေခဲ့ပါသည်။ဥပမာအဖြစ် ကာရိုလိုင်းအရင် အနောက်ကမ်းခြေရှိမြေပြင်များတွင်ပြည်သစ်တို့သည်ရွှေတကြားတစ်တာများကိုကိုယ်သွယ်မှုအတွက်အသုံးပြုခဲ့ပါတယ်။တောင်အာဖရိကနှင့်နောက်ကမ္ဘာတွင်ကွန်ပျူတာများနှင့် GE ရစ်များကိုဖျက်ချခြင်း၊ကျောက်ပညာနယ်ပယ်တွင်အကျိုးရှိမှု၊နှချက်ချင်းဤအကျိုးအမြတ်များတွင်ပြည်သစ်ကွန်ပျူတာအသစ်များကိုပြင်ပပြီးတွင် အလယ်လတ်သို့ပတ်ပိုးထောက်ပတ်ခြင်းဖြင့်ဤပညာရေးအခွင့်အလမ်းများကိုတိုးတက်လာခြင်း စစ်ပွဲရဲ့အကျိုးအမြတ်ပြည်သူတို့ဤစစ်အောင်မြင်မှုများ내ချက်မှုများကြောင့်ပြည်သူတို့အတွက်စစ်ပွဲများကိုထိချုံနိုင်ပြီးနယ်ပယ်တိုးချင်းဟာ just at ada chem ada mu ni အခြားသောနိုင်ငံရေးအုပ်ချုပ်မှုများပေါ်လာခဲ့ခြင်းနောက်ဆိုတွင်ပြည်သူတို့ဤ내ချက်ချင်းသည်ဒီပနိုင်ငံများအတွက်အကျိုးရှိစွာဆောင်ရွက်ခဲ့ပြီးစီပွားရေးနိုင်ငံရေးစစ်ရေးနှင့်အဆက်အသွယ်များဆိုင်ရာအကျိုးများရရှိစေခဲ့ပါသည် ပြည်သူ့သားမွေးကိုယ်သွေးရေးဆိုဒီမှာပြည်သူတို့ဤပေါ်တင်ထားသော ကိုယ်သွေးရေးနှင့်ပတ်သက်သောစီးပွားရေးလုပ်ငန်းများ ထုတ်လုပ်မှုများနှင့်ပေါင်းသင်းဆက်ဆံရေးများကိုညှိနှိုင်းနိုင်ပါ၏၎င်းသည်ပုံမှန်အားဖြင့်ပြည်သူနိုင်ငံဤကိုယ်သွေးရေးစနစ်နှင့်ပြည်သူ့ကိုယ်ပစ္စည်းများရဲ့အသုံးချမှုများ အခြားနိုင်ငံများနှင့်ကိုယ်သွေးရေးဆက်ဆံရေးပိုင်းကိုဖော်ပြနေပါ၏တ ပြည်သူတာမွေကုန်တရေ French Trade တမိုင်းပြည်သူသည်15ရာစုနှင့်16ရာစုအတွင်းကဘာလုံးဆိုင်ရာကုန်သွယ်ရေးလမ်းများရှာဖွေရန်အခွင့်လမ်းများကိုရရှိခဲ့ပါ၏။တင်ပေါ်လမ်းကြောင်းများနှင့်စစ်ပွဲများမှတစ်ဆင့်ပြည်သူတို့ကအာဖရိကအမေရိကအာရှနှင့်အောက်တောင်ပေါ်တိုက်များကိုဆက်သွယ်ခဲ့ပြီးအတွင်းစီးပွားရေးလက်ပတ်မှုကိုတိုးတက်စေပါ၏။ နှင့်ပြည်သည့်ကိုပစ္စည်းများပြည်သည့်သည်အများအားဖြင့်လုပ်ငန်းများနှင့်တိုးတက်သောစီးပွားရေးဖော်ပြတိုးတက်မှုများကအခြားနိုင်ငံများတွင် ပြည်သည့်ကိုပစ္စည်းများအယောင်းဝယ်အောင်မြင်ခဲ့ပါ၏ပြည်သည့်တို့သည်တစ်တောဆိုင်ပြိုးရေးလုပ်ငန်းများတွင်အ धिक လှုပ်ဆောင်ခဲ့ပြီးတစ်တာတစ်တောထုတ်ကုန်များကိုအမေရိကကာရိုရိုင်းအနောက်ပိုင်းရှိ လုပ်ငန်းများကိုပေးပို့ခဲ့ပါ၏ သုံးစိုးဥတီထွင်မှုနှင့်အပြည်ပြည်ဆိုင်ရာကုံတွယ်ရေးပြည်သည့်ဤစိုးဥတီထွင်မှုသည်နယ်ပယ်အသည့်များကိုဖွင့်ပြီးကုံတွယ်ရေးအခြေအနေများအတွက်အသုံးပြုမိတာဖြစ်ပါသည်ပြည်သည့်တို့မြောက်အမေရိကတွင်နှစ်ဆက်ချင်းသည်18ရာစုနှင့်18ရာစုအစောပိုင်းတွင်အဓိကအားဖြင့်အကြီးကျယ်ဖြစ်ခဲ့ပြီးဤနှစ်ဆက်ချင်းသည်ပြည်သည့်တို့ဤကုံတွယ်ရေးနိုင်ငံရေးအာဏာနှင့်အခြားနိုင်ငံများနှင့်အကျိုးတူဆက်ဆံရေးများကိုတိုးတက်စေခဲ့ပါသည် ီလီတူ၏အမြောက်အမေရိကတွင်လည်းချက်ချင်းသည်ပေတဲ့ဤ new brain fat နံပါတ်2ချဲ့ဖြစ်အဓိကကြော်ကြားခဲ့ပါတယ်။ပေတဲ့တို့ဤ new brain fat new brain fat ဟာမြောက်အမေရိကတွင်ပေတဲ့ဤကဲ့သို့ခဲ့သောနေမည်ဖြစ်ပါတယ်။၎င်းတွင်ယခုကနေဒါမရှိကုန်နှင့်အခြားအပြင်အနောက်မြောက်ကမ်းခြေများပါဝင်ခဲ့ပါတယ်။ new brain fat ဟာ2690ခုနှစ်တွင်စတဲ့တည်ထောင်ခဲ့ပြီးပြည်내တို့ကအော်တိုဗီတိုက်ဆက်ပြူရေးအခြားကမ္ဘာတိုင်းရင်းသားများနဲ့ကိုယ်သွေးလုပ်ငန်းများကိုပြုလုပ်ခဲ့ပါတယ်။ ပြည်သူတို့၏မြောက်အမေရိကတွင်နေဆက်ရှိအကြောင်းလေယာဉ်စိုက်ပျိုးရေးနှင့်ကိုယ်သွေးရေးပြည်သူတို့သည်မြောက်အမေရိကတွင်စိုက်ပျိုးရေးလုပ်ငန်းများလုပ်ခြင်းအထူးသဖြင့်အစ်တော်လေယာဉ်များတော်အမေရိကထုတ်ကုန်များစသည့်ဖြင့်ကိုယ်သွေးရေးကိုလုပ်ဆောင်ခဲ့ကြပါသည်၎င်းသည်ကိုယ်သွေးရေးလမ်းများတွင်အရေးပါတဲ့ခံရတာကိုပေါ်ပြခဲ့ပါသည်မြောက်အမေရိကတွင်ဘဝနေကတည်ဆောက်ခြင်းပြည်သူတို့သည်လက်ရှိကနေဒါနိုင်ငံအခြေပြုထားသောမြောက်အမေရိကတွင်ဘဝခက်လန်းနေကြထိတိုက်ခိဆက်လက်သွားနေခဲ့ပါသည် ပြည်သူတို့၏အစီအပြေသောစစ်ပွဲများ၁၆ရာစုနှင့်၁၉ရာစုတွင်ပြည်သူတို့သည် Fred and Adia War ကို1954ခုနှစ်နဲ့1962ခုနှစ်တွင်ပါကျင်းပခဲ့ကြပါသည်။ Fred and Adia War တွင်ပြည်သူတို့သည်အောင်မြင်မှုသည်မြောက်အမေရိကတွင်လက်ချက်ချင်းနှင့်ပတ်သက်တဲ့အရေးကြီးတဲ့နိုင်ငံရေးအခက်အခဲတွေကိုပေါ်ထွက်လာခဲ့ပါသည်။ပြည်သူတို့၏မိသားစုနှင့်မိများမြောက်အမေရိကတွင်နေရှင်ချင်းလုံဆောင်ရာဒေသပြပဒေသခတ်တိုးတက်မှုအခြားတိုင်းဒေသများနှင့်ရေချမ်းရေးများမှရွေ့ချယ်ခဲ့ပါသည် ပြည်သူတို့ဤအောင်နေရေး၁၆ရက်ရာစုနဲ့၁၈ရက်ရာစုအစောပိုင်းတွင်ပြည်သူတို့ကထူးခြားတဲ့ကိုယ်စွယ်ရေးနဲ့နေမီခုံမှုတွေအောင်မြင်စွာစစ်ကူများကိုမိမိကျေးဇူးရှိသည့်အစိုးရများအားမြှင့်တင်ခဲ့ပါသည်။နေချင်ရှိအကျိုးသက်ရောက်မှုများပြည်သူတို့ဤအမြောက်အမေရိကတိုင်တွင်နေချင်ရှိသည့်အများအားဖြင့်စီးပွားရေးနေရန်ရေးနေမီပြုလုပ်ခြင်းနှင့်စေရေးဆိုင်ရာအကျိုးအရာများရရှိခဲ့ပါသည်။၎င်း၏ကြိုးကျေးဇူးများမှာအောက်ပါတိုင်ပဲဖြစ်ပါသည်။ စီဝါရေးကြိုးကျေးဇူးများကိုယ်သွေးရေးစည်းကွက်များတိုးတက်ခြင်းပြည်ထိတ်သူသည်အမေရိကတိုက်တွင်လက်ရှိအခြေအဖြစ်ကိုယ်သွေးရေးစည်းကွက်အသင်းများကိုရရှိခဲ့ပါသည်၎င်းသည်လေယာဆိုင်ပြူရင်းနှင့်တစ်တော်များအရင်းမြစ်များကိုစီဝါရေးအချို့များအတွက်အသုံးပြုနိုင်စေခဲ့ပါသည်တစ်တော်ထုတ်လုပ်မှုနှင့်ကိုယ်သွေးရေးပြည်ထိတ်သူ၏နေချက်ရှိသည့်တစ်တော်ထုတ်လုပ်မှုကိုတိုးတက်စေပြီးအဓိကအားဖြင့်တေတာတော်ဘောင်းတင်းနှင့်ခရိုင်ယူစသည်တို့ကိုကိုယ်သွေးရေးလုပ်ငန်းများတွင်အသုံးပြုခဲ့ပါသည် ထို့ကြောင့်ကနေဒါနဲ့အခြားပြည်သည်ဒေသများသည့်အ धिक တည်တော်ရင်းမြစ်များဖြစ်ခဲ့ပါသည်။နိုင်ငံအကျုံးများအာနာဘိုက်တိုးတက်ခြင်းပြည်သည်တို့၏မြောက်အမေရိကတိုက်တွင်းနှင့်ချက်ချင်းက New Brain Fret ဆိုသည့်ပြည်သည်၏ကဘာလုံးဆိုင်ရာအာနာကိုမြင့်တည်စေခဲ့ပါသည်။၎င်းသည့်ပြည်သည်တို့ကို အလန်လာနိုင်ငံဖြစ်အနောက်ကဘာတွင်အပြာလဆက်ထည်ရေးတွင်ထိတဲ့အခြေအနေတစ်ခုတွင်တာမန်စေခဲ့ပါသည်။ပြည်သည်အခြေပြုတည်ခင်းခြင်း ၎င်း၏နေချက်ချင်းကအမြောက်အမေရိကတွင်ပုံမှန်သွားလာနိုင်သောနယ်ပယ်များကိုဖွင့်လှစ်ကြည့်ခဲ့ပြီးအခြားနိုင်ငံများနှင့်ပတ်သက်သောစိတ်ပွဲများတွင်ပြည်သိ၏အခွင့်အရေးကိုတိုးတက်စေခဲ့ပါသည်။ရှေးရီကျူးကျူးများပြည်သိနှင့်အင်္ဂလိပ်တို့၏စစ်ပွဲအမြောက်အမေရိကတွင်ပြည်သိနှင့်နေချက်ချင်းသည် Flat and Area War 1954နှင့်1962အဖြစ်ကြော်ရောက်ခဲ့ပြီးတော့၎င်းတွင်ပြည်သိတို့သည်အင်္ဂလိပ်နှင့်ပူးပေါင်းစွာဆက်ဆက်ခဲ့ပြီး စစ်ပွဲတွေမိတိအနေဖြင့်ပုံမပြိုင်ဆိုင်ခဲ့ကြပါတယ်။စစ်ရေးအကျိုးများစစ်ပွဲများကပြည်သူတို့၏နာမည်များကိုပုံမအားကောင်းစေခဲ့ပြီးအာဖရိကနဲ့အမြောက်အမေရိကစစ်ပွဲများတွေအခက်အခဲများထပ်မံရှိခဲ့ပါတယ်။လူရင်းနဲ့ရည်ကြွယ်မှုအကျိုးကျေးဇူးများလူမှုအသိုင်းအဝိုင်းတိုးတက်ခြင်းမြောက်အမေရိကတွေပြည်သူတို့နေချက်ချင်းတီပြည်သူနိုင်ငံသားများနဲ့အသေးသားများလူဝင်များဆက်ဆံရေးကိုတိုးတက်စေခဲ့ပါတယ်။ ဥပမာအဖြစ်ပြည်သိတို့သည်တိုင်တာများနဲ့ပင်လယ်ပေါ်တေပေါ်လမ်းကြောင်းများစသည်တို့ကိုတည်ထောင်ခဲ့ပါသည်ရေကြီးမှုတိုးတက်ခြင်းပြည်သိတို့၏မြောက်မေကတွင်နေချက်ချင်းသည်သူတို့၏ရေကြီးမှုဘာသာရေးနှင့်ဘာသာစကားစသည်တို့ကိုထိတိပြီးတိုင်တာများနဲ့ပေါ်ဆက်စီခဲ့ပါသည်၎င်းသည်မြောက်မေကတွင်ရေကြီးမှုဆိုင်ရာအခြေအနေများကိုဖော်ပြတိုးတက်စေခဲ့ပါသည်ငါကတကဆက်ဆံရေးနဲ့လွတ်လပ်ရေးငါကတကတွေအပြလန်ဆက်ဆံရေး မြောက်အမေရိကတွင်ပြည်သူတို့၏နေထိုင်ချေကအခြားနိုင်ငံများ၏ကိုယ်သွေးရေးနှင့်ရေချမ်းရေးဆိုင်ရာဆက်ဆံရေးမျိုးကိုပေါ်ပြတိုးတက်တည်ခဲ့ပါသည်။ရှေ့ဘက်များရဲ့အကျိုးသက်ရောက်မှုအာနဲ့အခြားနိုင်ငံများကိုဆက်စည်ရင်းများအတွက်အကူအညီ18ရာစုအတွင်းပြည်သူတို့သည်အကြီးစားဆွေးပွဲများနှင့်အခြားဆွေးပွဲများတွင်ရှေ့ဘက်နီးလန်းများကိုအသုံးပြုခဲ့ပါသည်။ ပြည်တဲ့တို့ဤမြအမေရိကတပ်တွေနဲ့ချက်ချက်တီအဓိကအဖြစ်စီးပွားရေးနိုင်ငံရေးစေရေးနဲ့ရေငုတ်ကိုတွယ်ရေးလုပ်ငန်းများနဲ့ဆက်ဆက်နေခဲ့ပါတယ်။၎င်းကိုထဲချိုးရနဲ့စွာအသွမြင့်ရပြည်တဲ့တို့ကမကြခဏနဲ့ပတ်အသိများကိုရရှိရာကြိုးပမ်းခဲ့ပါတယ်။အဓိကအချက်အရာများမှာတဲ့ ကိုတရဲ့ဈေးကွက်အတဲ့များဟိရညာပြည်သေးတို့အနေဖြင့်မြတ်အမေရိကတပ်တွေနဲ့ချက်ချက်တီကိုတရဲ့ဈေးကွက်များကိုတိုးချဲ့ရန်အရေးကြီးခဲ့ပါတယ်မြတ်အမေရိကဤအမျိုးမျိုးသောတဲ့တော်များလာရဆက်ပြောရေလုံငါများနဲ့တဘဝရင်းမြင့်များတီအရေးပါတော့ကိုပစ္စည်းများကိုရရှိစေပြီးစီးပွားရေးအတွက်အကျိုးရှိစေခဲ့ပါတယ် တင်သားတကြစီတို့ကအဓိကအရေးအမြင့်များဖြစ်လာခဲ့ပြီးအထူးတက်ဖြင့်တဲတော်ထိုးကုံများကိုအင်္ဂလိပ်နဲ့အာဖရိကစသည့်နိုင်ငံများတို့ကိုတွယ်နိုင်ခဲ့ပါတယ်နှင့်နေပန်မြောက်ကိုထေချိုရန်16ရာစုနဲ့19ရာစုတည်းပြည်သည်တို့သည် Nobel Flight တည်းပြည်သည်အဖြစ်မြောက်အမေရိကတိုက်ရှိကနေဒါမော်ဆီစီပီနယူးအင်္ဂလာမြောက်ကို ထေချိုလဲပါတယ်၎င်းသည်အတာချက်ရှိစေပြီး ပိုမိုထဲတားနိုင်ကအဖြစ်အကောင့်တ်ပေါ်ခတ်ကြည့်ဖြစ်ပါတယ်။မြတ်အမေရိကတွေအင်္ဂလိပ်နဲ့ပြည်သည်တို့ဤတပ်ပွဲများကနာမည်မြတ်အပေါ်အခွင့်ရေးရရာတရားစီခတ်ပြီးဆေးရအာနာနဲ့အခြားနိုင်ငံများဆက်ဆံရေးအတွက်ပြည်သည်တို့ဒီ၎င်းကိုရယူရန်ကြိုးပမ်းခဲ့ပါတယ်။ တို့စေဘဲအာသုံးမြင်ရ18ရာစုအတွဲတဲပြဲတဲ့ novel free ကိုတီထောက်ထားသောပြည်တဲ့တို့သည်စေဘဲအာအတွဲမြတ်အမေရိကတွင်နှဲ့ချက်ချက်ကိုတာအမေရိကနှင့်အာဖရိကပြည်တဲ့ရှိကြောမြထေချို့ပြီး GE ရဲ့မြတ်ကိုထေချို့ထားခဲ့ပါတယ်ကြောပြည်နယ်မြတ်ဒီ18ရာစုနဲ့18ရာစုတွင်နှဲ့ချက်ချက်အတွဲအရေးကြီးသောနာမည်များဖြစ်လာခဲ့ပါတယ် လေတာရဲတာများနဲ့ဆက်ဆာရေးပြတဲ့တို့ဒီမြန်အမေရိကတွင်တာရဲတာများနဲ့လွတ်ငါပက်စီပွားရေးတို့တက်ရာမိဖက်များဖြစ်စီဖို့ကြိုးပမ်းခဲ့ပါတယ်။၎င်းဒီအခြားတာရဲတာများနဲ့တဘဝအရင်မြင့်များပေါ်ဆာ၍အတိုးချရအခွင့်အလမ်းများစွာဖိလစ်ပေးခဲ့ပါတယ်။ ငါနာမည်တို့ချက်ချေဤဤချက်တေတော်များလာရာဆက်ပြုတ်ရေးနှင့်တေပေါ်လာကြများတို့အားအခြေခါထား၍စီးပွားရေးမြင့်တင်ရအတွက်နာမည်တို့ချက်ချေသည့်ပြည့်တဲ့တို့အတွက်ဤရချက်ထပ်တော်မှုကိုဖော်ပြခဲ့ပါသည် 6ပြီးပတရဲ့သားများနဲ့အကျိုးသူအလှမ်းများပြည်သူတို့ဤမြတ်အမေရိကတွင်နိုင်ချက်ချက်သည်တာရဲ့သားများနဲ့အလွတ်အကူမြတ်အတွက်အကျိုးသူစွာမုံမိုးတိုးတက်စေခဲ့ပြီးအခြားတာရဲ့သားများနဲ့ဆက်ဆံရေးကိုမြင့်တင်စေခဲ့ပါတယ် အခြေချိုပြတဲ့တို့ဤမြတ်အမေရိကတပ်တို့ရဲ့နှက်ချက်ချက်တီကိုတွယ်ရေးစီးပွားရေးစိတ်ရေးနဲ့နိုင်ငံရေးအခွင့်အလမ်းများအတွက်အရေးကြီးတဲ့အကျိုးသုံးမြင့်ခဲ့ပါတယ်။၎င်းတီပုံမအမြင်တော့နှက်ချက်ချက်ဖြစ်ခဲ့ပြီးပြတဲ့အစိုးရများဤနိုင်ငံရေးနဲ့စီးပွားရေးအားတိုးတက်စေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့တင်ပြချက်လေးကတော့ဒီလောက်ပါပဲခင်ဗျာအရှိုးဒီဈေးဝယ်တစားလိုက်ပါကြည့်ရှုပေးရတဲ့ဒူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ